ဒီနေ့ဧပြီလ၄ရက်နေ့အတွက်တင်ဆက်ပေးမယ့်နိုင်ငံတကာသတင်းဖြည့်ရတွေကတော့ထိုင်းကဇေဒန်တစ်ခုမှာပြစ်ခတ်မှုကြောင့်တဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရတဲ့ဖြစ်စဉ်စစ်ပွဲအပိတိုင်ရက်ဆိုင်ရင်အစ္စရေးတစားကန်အားလုံးလက်လွဲပေးဖို့ဟာမတ်လိုလားတဲ့အကြောင်းအမေရိကန်တောင်ပိုင်းဒေသတွေမှာ၄စင်နှမောင်းနဲ့လေပြင်းတွေကြောင့်ခုနှစ်ဦးထပ်မံသေဆုံးတဲ့သတင်းဒါတွေကိုနားဆင်ရမှာပါထိုင်းနိုင်ငံကဇေဒန်တစ်ခုမှာပြစ်ခတ်မှုဖြစ်ပွားလို့တဦးသေဆုံးပြီးနှစ်ဦးအပြင်းထန်ဒဏ်ရာရခဲ့ကြောင်းသိရပါတယ် ဆမိုပရာကန်ဒေတာက ဖာရာပရာဒာအမ်မှာရှိတဲ့အဟောင်းတန်ဈေးတစ်ခုမှာဧပြီ4ရက်မွန်းတဲ့ချိန်လောက်ကပြစ်ခတ်မှုဖြစ်ခဲ့တာပါ။တွန်ဆိုင်ဈေးတန်းစဖွင့်တဲ့နေ့မှာဖြစ်တဲ့ပြစ်ခတ်မှုအပြီးရဲတွေနဲ့ကယ်ဆယ်ရေးတွေရောက်လာချိန်မှာတော့သွေးအိုင်ထဲမှာကြည်ဒဏ်ရာတွေနဲ့လဲနေတဲ့အမျိုးသားကိုရှာတွေ့ခဲ့ပါရယ်။နောက်နှစ်ယောက်ကလည်းဒဏ်ရာတွေရထားတာကြောင့်အခင်းဖြစ်တဲ့နေရာမှာအရေးပေါ်ကုသပေးပြီးအဲ့ဒီနောက်နီးစက်ရာဆေးရုံတစ်ခုစီလွှဲပြောင်းပို့ဆောင်ခဲ့ရကြောင်းသိရပါရယ်။ ဖြစ်စဉ်အသေးစိတ်ကိုမသိရသေးပေမဲ့မျက်မြင်တွေကတော့တနတ်တန်၁၀ချက်လောက်ကိုကြားခဲ့ရတယ်လို့ပြောပါတယ်။ရဲတွေကအခင်းဖြစ်တဲ့နေရာမှာကြီခွန်အနည်းဆုံး၈ခုရှာတွေ့ထားတယ်လို့ဆိုပါတယ်။ဘတ်လို့သာနမည်ဖော်ပြထားတဲ့အသက်30အရွယ်တန်တရာတရခန်အမျိုးသားတော့ရဲတွေကလိုက်လံရှာဖွေနေသေးပါ။ကန္နဦးစုံစမ်းမှုတွေအရဈေးတန်းနဲ့ဆက်ဆက်တဲ့အဆောင်ရှောက်ဖွဲ့တစ်ခုနဲ့ပြိုင်ဘက်တွေကြားပြဿနာတွေကနေပြစ်ခတ်မှုစတင်ဖြစ်ပွားတာလို့သိရပါတယ်။ လက်တလုံးမှာတော့တန်တရာတရက်ခန့်ကိုရှာဖွေနေဆဲဖြစ်ပြီးနောက်ဆက်တွဲစုံစမ်းမှုတွေလည်းဆက်လက်လှုပ်ဆောင်နေကြောင်းရဲတွေကပြောပါရရှင်စစ်ပွဲသားအပီးရက်ဆိုင်မယ်ဆိုရင် လက်ကျန်အစ္စရေးတစားကန်အားလုံးကိုပြန်လွှဲပြောင်းပေးဖို့အသင့်ရှိကြောင်းပါလက်စတိုင်းပြောက်ကြားအဖွဲ့ဟာမတ်စ်ကစစ်ရက်ဆိုင်ရေးဂျာဝင်ညှိနှိုင်းပေးနေသူတွေကိုပြောပါရယ်ဂါဇာမှာပြစ်ခတ်ရက်ဆဲရေးသဘောတူညီချက်ပြတ်ပြဲပြီးမတ်လလေကဆလို့အစ္စရေးရဲ့စစ်စင်ရေးတွေပြန်လည်စတင်လာတဲ့နောက်ဟာမတ်စ်ဘက်ကအခုလိုကန့်လန့်လာတာဖြစ်ပါရယ် ဂါဇာငြိမ်းချမ်းရေးသဘောတူညီချက်အတွက်ပါဝင်ညှိနှိုင်းပေးနေတဲ့အဖွဲ့အစည်းတွေကိုဟာမတ်ကစစ်ပွဲတာရက်မယ်ဆိုရင်ထိမ့်သိမ်းထားစေအစ္စရေးတစားကန်59ဦးစလုံးကိုလွှတ်ပေးမယ်လို့ပြောကြားခဲ့ပါတယ်။ဒါပေမဲ့အစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နေတန်ညာဟုကတော့ဂါဇာမှာဟာမတ်တွေရဲ့တည်ရှိမှုဆုံးခန်းတိုင်သွားစေဖို့ရည်ရွယ်ပြီးဟာမတ်အဖွဲ့ရဲ့ချွင်းချက်မရှိအရှုံးပေးမှုမပါဝင်တဲ့ဘလို့စစ်ရဆိုင်ရေးသဘောတူညီမှုကိုမှလက်မခံဘူးလို့ပြောကြားထားမှုပါတယ်။ဟာမတ်တွေဆက်ရှိနေတဲ့၍ အစ္စရေးဟာဂါဇာကနေအပီးတိုင်ဆုတ်ခွာပေးဖို့ဆိုတဲ့ကိစ္စမျိုးကိုလက်ခံမှာမဟုတ်ဘူးလို့နေတန်ညာဟုကကြုံဝါထတာပါစစ်ရဆိုင်ရင်လည်းတရားခံတွေလွတ်မြောက်ရေးကိုအပေးအယူဖြစ်ကန့်လန့်လာတဲ့ဟာမတ်စ်ရဲ့ဒီသဘောထားနဲ့ပတ်သက်ပြီးပါလက်စတိုင်းအရာရှိတအူကလလော့ဆယ်မှာတခြားရွေးချယ်စရာလည်းမမြင်ကြောင်းဂါဇာရဲ့အခြေအနေကအရန်ဆိုးရွားနေပြီဖြစ်ကြောင်းမှတ်ချက်ပေးခဲ့ပါတယ်အစောပိုင်းမှာတော့ဟာမတ်စ်က နောက်ထပ်ကာလတိုအပြည့်ခတ်ရက်စရည်သဘောတူညီမှုတစ်ခုအတွက်အစ္စရေးတစားကန်၅ဦးကိုလွှတ်ပေးဖို့အမေရိကန်ရဲ့အရှိလေပိုင်းဆိုင်ရာအထူးကိုယ်စားလှယ်ရဲ့ဂျာဝင်ကမ်းလှမ်းမှုကိုလက်ခံနိုင်ကြောင်းအကြောင်းပြန်ခဲ့ပါတယ်။ဒါပေမဲ့အစ္စရေးကတော့တစားကန်၁၁ဦးထိပြန်လွှတ်ပေးဖို့နဲ့သေဆုံးခဲ့သူတစားကန်၁၆ဦးရဲ့အလောင်းတွေကိုလွှဲပေးဖို့တံပြန်တောင်းဆိုခဲ့တာပါ။ဒီကိစ္စကိုဟာမတ်စ်ဘက်ကလက်မခံတဲ့အတွက်ဆက်ဆွေးနွေးဖို့အကြောင်းမပြန်တော့ပါဘူး။အစ္စရေးအနေနဲ့တစားကန်တွေအလုံးလွတ်မြောက်ရေးကိုအမှန်တကယ်လိုလားတယ်ဆိုရင် စစ်ပွဲကိုအလုံးစုံရပ်ဆိုင်းဖို့လက်ခံတင်တယ်လို့ပါလက်စတိုင်းတွေကပြောပါတယ်။ဒါပေမဲ့ဟားမတ်စ်ကလည်းအပိတိုင်လက်နက်စွန့်ဖို့နဲ့ပါလက်စတိုင်းနိုင်ငံထူထောင်ရေးရှိမှန်းချက်တွေကိုလုံးဝဆွတ်လွတ်မှာမဟုတ်ဘူးလို့ဆိုပါတယ်။၂၀၂၃အောက်တိုဘာ9ရက်တုန်းကဣသရေလနယ်စပ်ကိုဖျက်ကျော်ပြီးဟားမတ်စ်တွေကအလင်းငိုက်စစ်ဆင်တိုက်ခိုက်ခဲ့ရာကဂါဇာမှာစစ်ပွဲကြီးအစပြုခဲ့ပြီးအရက်သားအများပြပါဝင်ပါလက်စတိုင်းအသေးအပြောင်၅000ကျော်လွန်ခဲ့ပြီးဖြစ်ပါရဲ့ရှင်။လေဆင်နှမောင်းတွေနဲ့လေပြင်းတိုက်ခတ်မှုတွေကြောင့် အမေရိကန်တောင်ပိုင်းပြည်နယ်တချို့မှာလူခုနှစ်ဦးထပ်မံတဲ့တိုက်ဆုံပြီးထိခိုက်ပျက်စီးမှုတွေလည်းဖြစ်ပေါ်ခဲ့ပါတယ်။ April 2ရက်နဲ့3ရက်နေ့တွေအတွင်း Tennessee ပြည်နယ်အနောက်ပိုင်း Indiana Missouri ပြည်နယ်တွေမှာအသေးပြောက်စည်ရင်တွေကိုကြားသိခဲ့ရသလိုအခြေအနေဆိုးတဲ့နေရာတချို့မှာယာဒီဥဒုတန်းကြောင့်အဆောက်အအုံတွေပြပြဝပြိုပြက်ခဲ့ပါတယ်။ American တောင်ပိုင်းဟာမျိုးဆက်တစ်ခုအတွင်းတစ်ချိန်လောက်သာကြုံနိုင်အောင်ဆိုးရွားတဲ့ယာဒီဥဒုပြဿနာတွေရင်ဆိုင်နေရပြီး ရေကြီးနိုင်ခြေအန်ဒီယယ်တွေလည်းရှိနေတယ်လို့ American အမျိုးသားမိုးလေဝသဌာနကထုတ်ပြန်ထားပါတယ်။ Texas နဲ့ Pennsylvania ပြည်နယ်တွေတဲကဒါဇင်နဲ့ချီတဲ့ဒေသတွေမှာလည်းလေဆင်နှာမောင်းရုတ်တရက်ရေကြီးမှုအပအဝင်အရေးပေါ်ရာသီဥတုအန်ဒီယယ်သတိပေးချက်တွေကိုထုတ်ပြန်ထားကြောင်းသိရတာပါ။ Mrs. B. Tennessee, Kentucky ပြည်နယ်တွေနဲ့အနောက် Virginia တို့မှာလည်းရေကြီးမှု အန်ဒီယယ်နဲ့ပတ်သက်လို့ကြေညာထားပါတယ်။သမ္မတ Donald Trump က တင်နက်စီပြည်နယ်မှာယာတီဥဒုဆိုင်ရာရေးပေါ်အခြေအနေကြေညာမှုကိုခွင့်ပြုပေးထားပြီးဖက်ဒရယ်အစိုးရရဲ့အကူအညီတွေလည်းပေးပို့သွားမယ်လို့ပြောပါတယ်။ယာတီဥဒုကြောင့်အမေရိကန်တောင်ပိုင်းပြည်နယ်တွေမှာအဆောက်အအုံယာနဲ့ချီပြက်စီးခဲ့ပြီးလာမယ့်ရက်တွေအတွင်းလည်းအပြက်အစီးတွေကပိုများလာနိုင်တယ်လို့တာဝန်ရှိသူတွေသတိပေးထားပါတယ်။လက်ရှိယာတီဥဒုဖောက်ပြန်မှုတန်ခံနေရတဲ့နေရာတွေထဲမှာမတ်လတုန်းကလေးစင်နှမောင်းတွေတော်မီတွေတဲမုံတိုင်းတွေကြောင့် လူပေါင်း40လောက်သေဆုံးခဲ့တဲ့ဧရိယာတွေလည်းပါဝင်နေကြောင်းသိရပါရရှင် People's Spring ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းဖြစ်ရတချို့တင်ဆက်ပေးခဲ့တာဖြစ်ပါရရှင်